ားဆိုင်မိသားစုကလည်းပြီးတော့မှမန္တလေးမြို့မဟာမုံမြို့နဲ့ဆွေရင်ကျောင်းတိုင်းသာသနာ့လူပြည်သားတောင်းအလဲတိုင်းကြီးကိုအစမှအဆုံးကနဦးကျန်တဲ့တော့ဒီဆောင်တဲ့မှာဇွဲတဲ့မိသားစုကကျောင်းပြဆောင်ဖို့အတွက်ကျောင်းတကာအဖြစ်ခံယူပြီးတော့မှအတိတ်ကစားပြပါတယ်ဗျာဘုရားတို့ဘာသာ ပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်အားလုံးကိုမင်္ဂလာပါလို့အရင်ဦးဆုံးနှုတ်ဆက်ချင်ပါတယ်ခင်ဗျာဘာလို့လဲဆိုလို့ရှိရင်တော့ဒီနေ့အာကျွန်တော်အရှိမပြခဲ့တဲ့ဗီဒီယိုကအရင်မင်္ဂလာရှိတဲ့ဗီဒီယိုပေါ့နော်တရင်ကောင်းလေးဖြစ်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမန္တလေးမှာဒီပြိုကျပျက်စီးသွားတဲ့တန်ခါတော်ကြီးလည်းတော်တော်ထိခိုက်ဒဏ်ရာရပြီးတော့ ဟိုအသက်ဆုံးရှုံးတဲ့တန်ဃာတို့တွေရတော့မှအသက်ဆုံးရှုံးရတဲ့ဒီမဆိုးရင်ကြောင်းတိုက်တကြီးပေါ့နော်အဲ့ဒီမဆိုးရင်ကြောင်းတိုက်တကြီးကိုအဲဒီနေ့ပေါ့နော်ဒီအစကနေအဆုံးအထိပြန်လဲပြီးတော့အစ်စ်ပေါ့နော်အရင်ကြောင်းဆောင်ပုံစံတိုင်းတထီရတဲ့ပြန်ပြီးတော့အစကနေအဆုံးအထိအစ်စ်ပြန်ပြီးတော့စောက်ပေးမယ်ပေါ့နော်အဲတကာတကာမတွေပေါ်လာပါပြီကြောင်းတကာကြောင်းတကာမတွေပေါ်လာပြီပေါ့နော်အဲ့ဒါကတော့အားလုံးဒီတိကြတဲ့ဒီနိုင်ငံကျော်ဒီဇွဲထက်ပေါ့နော်ဇွဲထက်ယေရနာရှိဆိုင်နေပြီးတော့မှဒီ သူတို့မိသားစုကနေပြီးတော့မှာမနော်အဲ့ဒီမဆိုးရင်ကြောင်းတိုက်တကြီးကိုအစာအဆုံးပေါ့နော်ပြန်လဲပြီးတော့အစ်စ်တိဆောက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလည်းကြောင့်မလို့ဒီနေ့ဗီဒီယိုတော့အရန်ကိုမှသတင်းကောင်းဖြစ်ပြီးတော့အရန်မင်္ဂလာရှိတဲ့သတင်းဗီဒီယိုဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမဆိုးရင်ကြောင်းတိုက်တကြီးကိုပေါ့နော်ဒီအစာအဆုံးပြန်ပြီးတော့လှူဒန်းမဲ့ဒီဆွဲထက်မိသားစုပုံရိပ်လေးတွေပေါ့နော်ကျွန်တော်ခဏလောက်အမ်ပေါ့နော်ပြပေးချင်ပါတယ်ဗီဒီယိုလေးကိုလည်းကျွန်တော်ပြပေးချင်ပါတယ်ဒါဆိုရင်ကျွန်တော်နဲ့အတူတူသွားပြီးတော့ကြည့်လိုက်ကြရအောင်ပါနော်ဟုတ်ကဲ့ခင်ဗျာအခုတွေ့မိနေရတဲ့ဒီအလဲက အဲတယောက်ကကြတော့ဒီဇွဲထက်ပိုင်ရှင်ရဲ့မိခင်ကြီးလို့ပြောလို့ရရပေါ့နော်ဇွဲထက်မိခင်ကြီးဘေးနှက်ဖက်ကကြတော့သူ့ရဲ့သမီးနှစ်ယောက်ပေါ့နော်အဲအခုတွေ့မြင်နေရတဲ့ပုံကကြတော့ဒါဇွဲထက်ကဲဒီဖခင်နဲ့မိခင်ပေါ့နော်ဇွဲထက်ပိုင်ရှင်ကြီးတွေဖြစ်ကြပါတယ်ကဲကြည့်ဗျာဘလောက်တောင်မှရုပ်တွေကအကြည်တက်ရှိကြလဲဗျာနော်ဘလို့ကြည့်ကြည့်အကြည်တက်ကိုပြည့်နှက်နေရပဲနော်အခုတွေ့မြင်ရတဲ့ဒီမိသားစုတွေကတော့ဒါအခုကျွန်တော်တို့ဒီမဆိုးရင်ကြောင်းတိုက်တကြီးကိုပေါ့နော်ပြန်လဲပြီးတော့အစာဆုံးလှူဒန်းမယ်မိသားစုဖြစ်ပါတယ်အခုတွေ့မြင်နေရတဲ့ဗီဒီယိုဖိုင်ကတော့ဒါမန္တလေးမှာရှိတဲ့မဆိုးရင်ကြောင်းတိုက်ကဆရာတော်တွေကိုတွားပြီးတော့ပေါ့နော်ဒါ ဇွဲထက်ပန့်ရှင်အကိုကြီးကနေပြီးတော့မှသွားပြီးတော့ရှောက်နေရပါတော့ဒီမဆိုးရင်ကြောင်းတက်ကြီးကိုအစနေအဆုံးတာဝန်ယူပြီးတော့ပြန်ပြီးတော့ဒီလှူဒန်းတိဆောက်မဲ့အကြောင်းကိုပေါ့နော်သွားပြီးတော့ရှောက်နေကြတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်အရန်ကြည်နူဖို့ကောင်းတဲ့ဗီဒီယိုဖိုင်လည်းဖြစ်တယ်ပေါ့နော်ကဲဗီဒီယိုလေးကိုတစ်ချက်လောက်ကျွန်တော်တို့အဲကြည့်လိုက်ကြပါဦးနော်ဒီကြောင်းစူပေါင်းတာဝန်ယူနေစူပေါင်းဆောက် တမန်ဒူရဒဝယူနိုက်ဒူရဆောက်တမန်ပုံစံကတော့ဘုန်းကြီးတို့မစိုးရင်အာမစိုးရင်ဘုန်းမပြောရှင်းမှုရှိရစနိုင်ကိုသိရမို့တမန်ဗျာတမန်ဟိုလိုင်းစရာကရှင်းဖို့ရှင်းအဲ့တို့ဘူးတိုင်းတမန်သူဓမ္မတော်ရိုက်တမန်အဲ့လိုလို့ကိုစီမံကိန်းရှိတယ်မသာမိသားစုကလေပြီးတော့မှမန်စင်းမျိုးမဟောင်းမျိုးနဲ့ဆွေကြောင်းတိုင်းသာသနာ့လူပြည်သားအကြောင်းအလဲတိုင်းကြီးကိုအစမှအဆုံးကနဦး ပြန်လဲဒီဆောက်တဲ့ခါမှာဇွဲတဲ့မိသားစုကကျောင်းပြန်ဆောက်ဖို့အတွက်ကျောင်းတကာအဖြစ်ခံယူပြီးတော့မှတတိယစာပြပါတယ် ောင်းပါတော့ကေဗျာကျွန်တော်ရဲ့ channel မှာအားပြီးနေကြတဲ့ကိုရီမရဲ့ညီညီမတွေအားလုံးလဲပေါ့နော်အခုဒီအလှူကြီးကိုကြည့်ပြီးတော့ပေါ့နော်ပီတိဖြာပြီးတော့အားလုံးပဲဒီအလှူအတွက်ပေါ့နော်တာတုခွန်နိုင်ကြပါစေလို့လည်းကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကုသိုလ်တွေလည်းထထူထမြရရှိနိုင်ကြပါစေလှူနိုင်တန်းနိုင်ကြပါစေဘာသာတရားအကျိုးကိုလည်းအဲတည်ဖို့ဆောင်ရွက်နိုင်ကြတဲ့လူတွေဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်ကဲအားလုံးလည်းအနေကင်ပီရှင်းနိုင်ကြပါစေဗျာဒါဆိုရင်တော့နောက်ပြီလို့ကြမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်